နမစ်တီကျမကဒေါက်တာအနုရာတာပန်နာဖြစ်ပြီး Apollo စေုံကြီးဂျူပါဟယ်လ်မှအကြီးတန်းမိခင်ဦးဝေဒနာဆရာဝန်တဦးပါကျမကလည်း laparoscopy နဲ့ robot တခွဲစိတ်ကုသမှုတွေကိုလုပ်ဆောင်ပါတယ်ဒီနေ့မှာတော့အခက်ခဲရှိတဲ့တိုက်အိမ်ထက်ခွဲစိတ်မှုတွေမှာ robot တခွဲစိတ်နည်းပညာအကြောင်းဆွေးနွေးသွားမှာပါလူတိုင်းသိကြသလို robot တကဆရာဝန်တွေကိုပုံမတိကြစွာခွဲစိတ်နိုင်အောင်ကူညီပေးပါတယ် ဒါကြောင့် robot တခွဲစိတ်မှုတွေမှာတော့ခွဲစိတ်တဲ့ဆရာဝန်က robot တစ်စနစ်သို့မဟုတ် computer စနစ်ကိုအသုံးပြုပြီးခွဲစိတ်ရတာဖြစ်ပြီးဆရာဝန်ရဲ့လက်လွှတ်ရမှုတွေကို robot တလက်တွေအားဖြင့် Luna C ကိုတိုက်ရိုက်ပို့ဆောင်ပေးပါတယ်အခုတော့အခက်ခဲရှိတဲ့တိုက်အိမ်ဖြတ်ခွဲစိတ်မှုဆိုတာဘာလဲဆိုတာကိုပြောပါမယ်။ ။တင့်မှာတားအိမ်ရန်ကြီးပြီး fine bright များစွာကပယ်လာပစ်တလုံးလုံးကိုခင့်နေတယ်။ဒါမှမဟုတ်ခွဲစိတ်မှုအများကြီးခံပူးပြီးသားစီဇာရီရဲ့အများကြီးလက်ပရာတိုမီအများကြီးခံပူးတယ်။ဒါမှမဟုတ်ကိုယ်လေးချိန်ရန်များပြီးလူနာအရန်ညစ်နေဆိုရင်လည်းဖြစ်နိုင်ပါတယ်။တခါတလေမှာလူနာတယောက်တွေးနေနေကဲသူမဟုတ်ခနာကိုအားနေနေကဲဆိုရင်သူမကိုတွေးပုံမဆုံးရှုံးစေချင်ဘူးဆိုတဲ့အခြေအနေမျိုးလည်းရှိနိုင်ပါတယ်ဒီလိုနဲ့တွေးဆုံးရှုံးမှုတောင်ပုံနေသွားနိုင်ပါတယ် သို့မဟုတ် endometrio ဆေးရောဂါရှိတဲ့လူနာတွေမှာတားအိမ်ဖြက်ခွဲစိတ်မှုလိုအပ်တဲ့အခါမှာတင်းကျပ်မှုများစွာရှိနေတတ်ပါတယ်။ဒီလိုအခြေအနေတွေမှာတော့ robot စနစ်က laparoscopy ထက်ပိုအောင်မြင်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ robot စနစ်မှာဘာရီဖြစ်တယ်လဲ။ robot လက်ကန်တွေနဲ့ကိရိယာတွေက360 degree လှည့်လို့ရပါတယ်။ဒါကြောင့်ကိရိယာတွေကတင်မအတွင်းပိုင်းအထိနက်နက်ဆိုင်ဆိုင်ဝင်ရောက်နိုင်ပြီးခွဲစိတ်မှုကိုလည်းတည်တည်တဲ့ရဲရဲလှုပ်ဆောင်နိုင်ပါတယ်။ အမြင်ကောင်းခြင်းကလည်းခွက်စိတ်မှုကိုပုံမကောင်းမှုစွာလှုပ်ဆောင်နိုင်စေပါတယ်။ဒါကြောင့်ဒီလိုအခြေအနေအလုံးမှာလူနာတယောက်ဟာရိုဘိုခွက်စိတ်မှုလှုပ်ခြင်းကနေအမြဲတမ်းအကျိုးရှိနိုင်ပါတယ်။သွေးဆုပ်ရှုပ်မှုနဲ့နာကျင်မှုနဲ့ဆေးရုံမှာနေရတဲ့အချိန်လည်းနည်းပါတယ်။အထူးသဖြင့်အတွဲဆံများများရှိတဲ့လူနာတွေကိုယ်လေးချိန်များတဲ့သူတွေဒါမှမဟုတ်အခြားယောဂါတွေနဲ့တွဲခတ်ဖြစ်နေတဲ့သူတွေမှာတော့ယောဂါဖြစ်နိုင်မှုလဲအလွန်နဲ့တော့ပါတယ်။ကျေးဇူးတင်ပါတယ်။